ရသဗျာကတုတ်တန်တစ်ခုမှဟောထားတယ်နတ်တန်တိပုဒ္ဒတာနာယလောကမှာတည်ခြင်းတရားနဲ့ရင်ဆိုင်လာပြီဆိုလို့ရှိရင်ကာဝယ်ပေးမဲ့သာသမီဆိုမရှိဘူးတဲ့မိဘတွေဖို့သာသမီအနေနဲ့လည်းပဲကတင်ပေးနိုင်တဲ့မိဘဆိုမရှိဘူးတဲ့ဆွေတွေမျိုးတွေလည်းဒီလိုဘဝစည်းစားအချိန်ရောက်နေပြီဆိုလို့ရှိရင်တော့ ကဲတင်နိုင်တဲ့လူတယောက်မှမရှိဘူးလို့သူတို့ပြောတာပတ္တစာရီနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဒီတရားကိုဟောတာအများရန်နှလုံးသွင်းစရာကောင်းတဲ့တရားပေါ့နာပိတံနာပိဘန္နဝါအန္တကေနာရိပန္နတနတ္ထိညာတိတုဌာနတ္တတေခြင်းတရားလွှမ်းမိုးရောက်ရှိလာပြီဘဝစီးဘဝစီးစာတရားမှုမှုအချိန်ရောက်လာပြီဆိုလို့ရှိရင်ဘသူဘသူမှမတတ်နိုင်ပါဘူးတဲ့အကာအဝယ်မပေးနိုင်ပါဘူး ဲ့ဒီလိုအခြေအနေမျိုးဟာအင်မတန်မှဒီလိုပုံကုမျိုးဟာတကယ်ကိုဒုက္ခိတလို့ခေါ်ရမယ့်အချိန်ပဲဘဝစည်းစားခရီးရောက်နေပြီဆိုလို့ရှိရင်တော့အင်မတန်မှတနာရမယ့်ပုံကုဒီအချိန်မှာမှကရုဏာမထားနိုင်ဘူးဆိုလို့ရှိရင်ကရုဏာမထားတဲ့ပုံကုဟာရက်ဆက်တဲ့ပုံကုပဲဖြစ်မှာပေါ့